မြန်မာပြည်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့အဓိကအချက်တစ်ခုကတဘာဝရင်းမြစ်တွေကိုမှုကိုနေရတဲ့အဖြစ်ကနေလူသားရင်းမြစ်ကိုမှုကိုရဲစီးပွားရေးဖြစ်ဖို့သမရစီးပွားရေးကြံပေးဒေါက်တာဇော်ဦးကဩဂတ်၁၀ရက်နေ့ကပြောခဲ့ပါတယ်။အစိုးရကရောတကယ်ပဲလှုပ်လှစိတ်ရှိလို့လားရင်းနှီးမြုပ်နှံမှုအများစုရဲ့လာရလမ်းကြောင်းဟာတဘာဝတည်ရန်ဇတာရင်းမြစ်တွေကိုတူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းအများစုဖြစ်ပြီးဒီလုပ်ငန်းတွေပွင့်လင်းမြင်သာမှုရှိဖို့နဲ့ပတ်ဝန်းကျင်မထိခိုက်စေဖို့ လူမှုကိုထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင်လုပ်ဖို့ဦးစားပေးနေရတယ်လို့ဒေါက်တာဇော်ဦးက ပြောပါတယ်။ဒီရင်းနှီးမြှုပ်နှံမှုတော်တော်များများရဲ့နိုင်ငံလမ်းကြောင်းကကျွန်တော်တို့ဒီကောင်ရဲ့ရင်းမြစ်တွေသူ့ပေါ်ထုတ်လုပ်တဲ့လုပ်ငန်းတွေဖြစ်နေတော့ကျွန်တော်တို့ဒီလုပ်ငန်းတွေကိုလုပ်တဲ့အခါမှာပွင့်လင်းမြင်သာမှုရှိရင်းနဲ့ပိုပြီးကျွန်တော်တို့ရဲ့ဒီသဘာဝပတ်ဝန်းကျင်နဲ့ပြည်သူလူထုကိုထိခိုက်နစ်နာမှုအ ਨੇ ဆုံးဖြစ်အောင်လုပ်ဖို့ဆိုတဲ့ဟာကိုကျွန်တော်တို့ပုံမှန်ဦးစားပေးပြီးတော့အာထိန်ကုတ်ညှိနှိုင်းပေးနေပါတယ် မြန်မာနိုင်ငံစီးပွားရေးပြောင်းလဲမှုနဲ့စိန်ခေါ်မှုများဆိုတဲ့ခေါင်းစဉ်နဲ့ရန်ကုန်မြို့နိုင်ငံတကာမဟာဗျူဟာလေ့လာရေးယုံတင်နန်းခမ်းမှာမှဒေါက်တာဇော်ဦးကဟောပြောခဲ့ပြီးလူသားရေးမြစ်ကိုဦးစားပေးတဲ့လုပ်ငန်းတွေမှာပိုပြီးမြုံနံမှုရှိလောင်လုပ်ရမယ်လို့ဆိုပါတယ်။တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှုဟာပြည်သူတွေအပေါ်မှာပဲမူတည်ပြီးပြည်သူတွေရဲ့စွမ်းစာဖန်တီးနိုင်မှုကိုအစိုးရက ခွင့်ပြုပေးမှမြန်မာနိုင်ငံဟာထိတ်ဆုံးကိုရောက်မှာပါလို့လည်းဆိုပါတယ်။တိုင်းပြည်တို့ခုရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာတိုင်းပြည်ထဲမှာရှိတဲ့ ပြည်သူပြည်သားအပေါ်မှာပဲမူတည်ပါတယ်ပြည်သူပြည်သားတွေအားလုံးဟာအာလိုအပ်တဲ့သူတို့ရဲ့သူတို့ကြမှာကိုသူတို့ဖန်တီးနိုင်မဲ့စွမ်းစားတွေကိုကျွန်တော်တို့နိုင်ငံတော်ကပေးနိုင်ရင်သူတို့ဝင်ငွေတက်လာအောင်ကျွန်တော်တို့လုပ်ပေးနိုင်ရင်သူတို့အလုပ်ကံတွေဖြစ်လာအောင်ရှိရလုပ်နိုင်ရင်သူတို့ပညာရေးကြမှာကိုတက်လာအောင်ကျွန်တော်တို့လုပ်နိုင်ရင်ဒါဟာဒီတိုင်းပြည်တွေဟာထစ်ကိုရောက်ကြတာမျိုးပြလူတို့ဖွံ့ဖြိုးရေးအတွက်အလုပ်ကံခွင့်လန်းကအဓိကကျနေပြီးကျေးလက်တောင်သူတွေအတွက်စိုက်ပျိုးရေးပိုင်မှာပို့ကုန်မြင့်လာပြီမဲ့ ဈေးကွက်နဲ့နီးစပ်တဲ့အပေါ်ပိုင်းကလူတွေကသာအကျိုးရှိနေပြီးတောင်သူတွေကတော့အကျွေးတန်တရားလေယာမြေပြဿနာတွေနဲ့လုံးချလိုက်နေတယ်လို့ဆိုပါတယ်။တရားဥပဒေစွန့်မှုမှုရှိမှ informal economy ကဏ္ဍတွေကလူအများစုဟာစီးပွားရေး ဖွံ့ဖြိုးလောင်လုပ်ကိုင်ကြမှာဖြစ်ပြီးဒီလုပ်ငန်းတွေကိုအားပေးဖို့2015မှာ one stop service တွေပေးနိုင်ဖို့ကြိုးစားနေပြီးပြည်ရင်းပြည်ပကုမ္ပဏီတွေဒန်းတူအခွင့်အရေးရှိဖို့လုပ်နေပါတယ်လို့သူကပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့ one stop shop ဆိုတဲ့ဟာက နိုင်ငံတိုင်းရင်းနှီးမြှုပ်နှံမှုလုပ်ချင်တဲ့တွေအားလုံး one stop shop ကအခုလုပ်ပေးပြီးဖြစ်တယ်။နိုင်ငံတိုင်းရင်းနှီးမြှုပ်နှံမဲ့လူတော်မှာကျွန်တော်တို့အထူးခွင့်ရပေးရင်ကိုယ့်ပြည်ထဲမှာကိုယ်လူမျိုးကကိုယ်ရင်းနှီးမြှုပ်နှံမဲ့ကိစ္စရောကျွန်တော်တို့ကဘာကြောင့်မလို့တူညီတဲ့အခွင့်အရေးကိုမပေးနိုင်ရမလဲ။နိုင်ငံတိုင်းရင်းနှီးမြှုပ်နှံမှုဖိတ်တဲ့ one stop shop တိုင်းဟာအားလုံးအတွက်လုပ်ပေးတဲ့ one stop shop ဖြစ်တယ်။အဲ့တော့အဲ့ဒီဟာတွေကဒါ2015ခုနှစ်ထဲမှာအများဆုံးဖြစ်နိုင်မှုရဖို့ကျွန်တော်တို့စူးစမ်းနေတယ်။